အဲ့ဒီအချိန်မှာပဲဒင်းနာဆိုရင်အလွန်စကားပြောကြတာမို့မမတို့ကကြားမှာပဲလို့တွေးမိနေတော့အိမ်မော်လှေကားကိုတစုံတယောက်တက်လာတဲ့အတန်းကိုကျမကောင်းကောင်းကြီးကြားလိုက်ရတာပေါ့ဟောမမတို့ပြန်လာပြီလို့ကျမထိတ်ခနဲဝမ်းသာသွားပြီးတပြိုင်နက်ထဲမှာဒင်းငနဲ့သတိလဲရမြင်လဲမြင်နေရတာက ကျမရှိစပွဲပေါ်ကတော့ရဲပေါ့ လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြန်ကြိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်ဟာမော်တော်ခေါင်မူးပေါ်မှာဗန်းမင်တွေကြည်စမ်းတိတ်လာတာပဲအပြေးပြေးနီးလာတဲ့မော်တော်ခေါင်မူးပေါ်မှာဗန်းရောင်စုံပွင့်နေတဲ့ဗန်းမင်တွေကိုမြင်မြန်တော့ကျမကအော်မိပြန်ရောမော်တော်တိုင်းလူလူမှာရောင်စုံပန်းအိုးလေးတွေအပြည့်ခေါင်မူးပေါ်မှာစီတင်ထားကြတာဒါကြောင့်အဝေးကကြည့်ရင်တိတ်လာနေတာ အမေအဲ့ဒီပန်းအိုးတွေက အလှဆိုင်တာမဟုတ်ဘူးခမညာရောင်းဖို့ရောင်းဖို့ဟင်ရောင်းဖို့ဟုတ်လားဟုတ်တယ်လေဒါသူတို့ရဲ့နွေရာသီဝင်ငွေတခုပေါ့အဲ့ဒီမော်တော်တွေဟာသူတို့အိမ်တွေအပျော်စီးမော်တော်တွေမဟုတ်ဘူးဗျနော်ရေပေါ်ကအိမ်တွေဟုတ်လားရေပေါ်မှာလှည့်လေသွားလာနေထိုင်သော gypsy တွေပေါ့နော်ဒါပေါ်ကြည့်နေတချို့မော်တော်တွေဒီနားတဝိုင်းမှာကတ်ချင်းကတ်လိမ့်မယ် ရင်ပန်းလေးတွေကမ်းပေါ်ချပြီးဆိုင်ခင်းလိမ့်မယ်။တချို့ဆိုရင်မြင်းနေရကျဲတဲ့နေရာမျိုးမှာပြီးပင်စားပင်တွေစိုက်ပြီးရောင်းကြတယ်။မော်တော်တစ်စင်းရဲ့ရှေ့ဦးပိုင်းမှာလက်ဖက်ရည်လေးတွေကိုစီနဲ့တွေရာသည်ရဲ့အရသာကိုခံစားလိုက်လာတဲ့ရေပေါ်ဂျစ်ဆီမီသားစုကိုကျမငေးကြည့်ရင်ပန်းလောင်ကျောမှာပိန်ကောလင်းငယ်ရှင်ကိုသတိရလာတယ်။ဝင်းကြီးပရိသရာဇာရဲ့မူဥကာလတရာရှင်လီမူဥကာလချောင်းကြပြီးဆိုလျင် တန်းလောင်ကျော်မှာဘိန်ကောလင်းငယ်ချင်းတောင်ဘက်ကဲတခွင်ထွက်ဝင်ဖောက်ကားပဲ့ကိုင်းမိသူမပါသူထိုးသူသာတယောက်သားငယ်နှစ်လေးတဲ့ငငယ်တုန်းကเจ้าမှာဒီဒရာရှင်းကိုတင်ရတုန်းကဆရာကအတိတ်ပဲရှင်းပြတဲ့အခါတန်းလောင်ဆိုတာတီလာပေါ်လို့မေးတော့ကျမကတန်းလောင်သိပါတယ်လို့အော်ဖြေကြတာကိုအမှတ်ရမိသေးတယ်တန်းလောင်ချောင်းဟာ အင်းဝါကိုရစ်ခွေးစည်းစင်းနေတဲ့ချောင်းတစ်ခုကို ကျမတို့ចောင်းကပြန်ရင်ပန်းလောင်ချောင်းကိုဖြတ်တဲ့တရားဘောကနေအမြဲပြန်ရတယ်လေ။ဧရာဝတီစမုံဒုထာဝတီဇောကြီးပန်းလောင်ချောင်းမြင့်ငါးလီပေါင်းလို့送ကြသည်ဆိုတဲ့ကျမမွေးရမည်အင်းဝတီးရာအရက်ကတခုရီးသောချောင်းကိုစမုံနဲ့ဇောကြီးကလည်းချောင်းလေးတွေပေါ့။ဘင်္ဂောလီဆိုတာလေကျမတို့နဲ့ရင်းနှီးပြီးသား။အင်းဝကမိုးရင်းဆိုရေဝင်တော့အိမ်တိုင်းမှာလှေကလေးတွေထားရတယ်။ဘင်္ဂောလီကဥကလည်းပြပြား ဘဲကလည်းပြပြလင်ဝန်းကလည်းပြပြကြီးဒါပေမဲ့ရေပေါ်မှာကြငိမ်ကြီးဝုတ်ဝတ်လေးနဲ့ပြေးတယ်လူအများကြီးမစည်းနိုင်ဘူး၂ယောက်၃ယောက်ပဲစီးလို့ရတယ်လူ၃တော့နည်းတယ်ပဲကိုင်းရဲ့ထိုးသားရဲ့လို့မခွဲခြားနိုင်ပဲတယောက်သေးသောဘင်္ဂောလင်ငယ်ချင်းကလေးကိုထိုးဝါကလေးတစ်ချောင်းနဲ့ပန်းလောင်ညောမှာကျမမြင်ရောင်လာတယ်သူလဲရေပေါ်ဂျစ်ဆီပဲပန်းလောင်တကြောမှာရောင်းဝယ်ဖောက်ကားလှဲ့လေသွားလာနေဖို့ပဲလေ သူကုံပစ္စည်းတွေကတော့ပန်းမင်တွေမဟုတ်ဘူး။ငပိစားပြားဖောက်ကားရအောင်ပဲလွန်ပဲကြီးအသီးသီးယူကျင်းဆောင်တက်မာကုံမြောင်းဝန်ပောင်းနေချောင်းနှစ်ဖူးခန့်ညိုစိုင်းညိုယိုပင်ကိုသာနှီးသာပေါင်းငယ်နှစ်လေးတဲ့။သူကုံပစ္စည်းတွေကစားတော့ငပိတို့ပဲလွန်တို့ပဲကြီးတို့တွေပါတယ်။ချစ်ကရဆန်းဝကတ်ထရန်မိုးလေးပေါ်မှာနေဘူးတတ်တာအောင်စိမ့်ညွညွနှစ်ဖူးရွက်နှစ်ဖူးခက်လေးတွေတင်းထားတဲ့ပဲ့ကိုင်းနဲ့ တင်ထားတဲ့ပဲ့ချောင်းတက်မချောင်းလေးကိုဖွဲ့ထားသေးတယ်။ဘင်္ဂောလင်းငယ်ရှင်ရဲ့တက်မမှာဈေးနီလိုင်းလေးတွေနဲ့ခြေထားပါသေးတယ်။သူစောင်းထားတဲ့ခမောက်ကလည်းအဖိုးတန်ပိုဖဲကလေးပါသုံးမွေတို့နဲနဲလေးမှမဆက်တဲ့ဝါခမောက်ကလေးပါတဲ့။ခမောက်မှာကောင်းဥဆောင်ငယ်ပမာသိုးလဲမဆက်ဝါပတ်ကဲတစေသာထိုးဝါကိုမဘေညာပခုံးခြေနှစ်ကြောက်ကန်တွန်းလိုက်လန်း အင်းအားလွန်ကြီးဆုံးငယ်နဲ့လေကရောင်းကြိုက်လုံးလက်ယုံခဲတွေရွှေးကလဲစီဘီးရီကြသည်ရေစဖိုမာပေချက်လီထမင်းမနှက်နိုင်မီတစည်းစီနန်းနီတာမီ အိုးကင်းငယ်နဲ့လေတဲ့ပစိုးကရောင်းကြိုက်ကိုလုံးမြောင်နေတဲ့ကြိုက်ထိုးဝါထိုးရတဲ့အချိန်နဲ့လက်ယုံလက်မောင်းတွေမှာ ရေရွေလိုရွှေးစီးကြနေတဲ့ဘိန်ငေါ်လင်းငယ်ရှင်ဟာလေပေါ်ကမီးပုံမှာ ထမင်းကလေးချက်ရသေးတယ်။နန်းဒီအရက်ကထွက်တဲ့မြေအိုးလေးနဲ့ချက်တဲ့သူထမင်းကလည်းစီ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 နဲ့မနှံ့နိုင်ဖြစ်နေပုံကလည်းမျက်စီထဲမှာတကယ်ကိုမြင်ရောင်စေပါတယ်။နောက်ပိုင်းမှာဖွဲ့ထားတဲ့ဘိန်ကောလင်ငယ်ရှင်ရဲ့ဟင်းကတော့အခုလိုဝင်းမြေရက်ချားမှာစဉ်စားမိလိုက်ရုံနဲ့ကိုအညာသူကျမအလွန်လွမ်းစွတရေယိုလာစေတဲ့ဟင်းပေါ့။ဝမ်းလိုင်းတွင်းမှာသွတ်သွင်းမြဲပင်အငွေချောင်းချောင်းစလောင်းနှင့် ငပိကင်းလေးစိုက်တယ်လျင်ဂျေးလင်းနှစ်ချင်းရူးရွက်ကဲစုခေါင်းအာပေါင်းကိုလောင် ချင်းမောင်ပူလှသည်ဟင်းငယ်နှစ်လေးတဲ့ချင်းမောင်ဟင်းဘူးဘူးနဲ့ဆလောင်းဖုံးလေးနဲ့กินထားတယ်မြင်ငပိလေးနဲ့ထမင်းတွေကို လေးစိုက်တာနဲ့ဂျေးလင်းမန်းနဲ့ခူးထည်ပြီးမစားခင်ထမင်းတစ်စုပ်ကို လမိုင်းနကိုပူဇော်သေးတယ်ဒီတော့မှလှေနာနီးချင်းတွေကိုစားကြမယ်ဟေးလို့အော်ခေါ်အဖော်ညှိတဲ့အပြီးအာရပါရစားတော်တာကို ဝင်းကြီးပရိဒရာဇာကဘလူများဖွဲ့တယ်မှတ်လေတယောက်ချင်းသည်ထမင်းခူးသောတဆုပ်ကယ်နေတိုင်းလမိုင်းရှိပူဇော်သွေးတောက်ကို အဖော်ပေါင်းညီငုံငါငုံငါဝွေ၍သာဆုပ်ကာလွှေးလိုက်ပြီးသည်နှင့်လေတဲ့ငုံငါငုံငါဝွေ၍သာဆုပ်ကာလွှေးလိုက်ပြီးသည်နှင့်လေဆိုတာဘလောက်များကောင်းလိုက်တဲ့အဖွဲလေသဘောကျလိုက်တာဟေးဟေးဘလို့လဲကော်ဖီဘူးကြီးကင်ကြီး မြန်မာပြည်ပြန်ပြန်ရောက်သွားတာလားဒီမှာဆရာလင်းကဂျာမန်တခြင်းဆိုပြမလို့တဲ့ဟုတ်ပါရဲ့ကော်ဖီတဝက်တစ်ပြက်နဲ့ပန်းလောင်ကြောကပိန်ကောဘော်ကိုကျမရောက်သွားတာဆိုလီဆရာလင်းဆိုလီအခုမှသတိကြက်တဲ့ကျမကိုဆရာအယ်လင်းကတော့စာရေးဆရာများတဲလဲစိတ်ကူးရင်တာပဲဗျာလို့ညင်းညူတယ်မော်တော်ဘုတ်တွေဘော်ကိုခမားစိတ်ကူးတွေတင်ပေးလိုက်ပြောမြမပြီထီတော်မရောက်ဘူးဗန်တန်ထီတော်ရောက်မယ် ီကန်နန်ကလန်နန်ထီတော့ပောက်တယ်တဲ့ဆရာလင်းကစိတ်မရှိတော့သလိုကဲဆိုတော့မယ်ဗျာဆိုပြီးဂျာမန်သချင်းကိုဆိုတယ်နားမလဲပေမဲ့နားထောင်လို့တော့ကောင်းတာဆရာလင်းကဂျာမန်ကိုဆွဲတယ်နော်ဩငါးနှစ်နေခဲ့ရတာကိုဗျအခုမှဒီသချင်းဆိုနိုင်တာပါဟိုတုန်းကတော့အတော်ကိုခါခါတီတီလိမ့်ခံခဲ့ရတာပေါ့ဗျာနိုင်ငံညာကိုပထမဦးဆုံးရောက်ဖူးတာလည်းဖြစ်ရာသီဥတုလည်းဆို အစိုးဆုံးကစာကိုဂျာမန်လိုသင်ရတာပေါ့ဂျာမန်စာကိုအရင်သင်ရသေးတာဗျကျွန်တော်ထွက်လာတော့သားလေးကတကယ်ကိုငငယ်လေးခွဲထားခဲ့ရတာအဲ့ဒီတုန်းကဆက်သွယ်ဖို့ကလည်းတော်တော်ခက်တယ်ဗျနေရမှာက9နှစ်တောင်ကြာတော့ဘလို့ပြောမလဲစိုက်ကိုဆုံမှတ်တစ်ပေါ့ဗျာကျွန်တော်နားတစ်ဖက်ဆုံးရှုံးနေရတယ်လीကျွန်တော်နားတစ်ဖက်လေးသွားတာအဲ့ဒီဒန်တွေကြောင့်ပေါ့ဆရာလင်းက ဂျာမနီဖြစ်သူ့နှစ်ချက်သေးသေးလေးကိုထုတ်ပြရင်ရင်ဖွင့်တော့ကျမအကိုကြီးဆရာကရင်ကလေကျွန်တော်ကတော့နားလေးမှမဟုတ်ဘူးတွတ်တွတ်ခေါင်းယူသွားမှာပဲတဲ့ကျမကတဟဟရဲတော့သူကအတီပေါက်ကြီးနဲ့ရင်မရင်နဲ့ဗျာတကယ်ပြောတာဒီမလာခင်အမေရိကန်မှာနဲ့နေနေခဲ့ရသေးတယ်အဲ့ဒီတုန်းကလည်းလူတွေကထင်ပါပဲဒီကောင်အသက်ကြီးမှလည်းမိန်းမငယ်ငယ်လေးရသေးတယ်ညာကစမှာပဲလင်းမရနေအောင်စလုံး မမေရိကသွားရတယ်ဘလောက်ကောင်းတဲ့ကံလေလို့ပဲနေဗျာဟိုမှာတူတူနေရတာမဟုတ်ဘူးဗျပြည်နယ်တစ်ခုစီအဝေးကြီးတပတ်တစ်ခါမပြောနဲ့တလတစ်ခါထောင်အနိုင်နိုင်တွေ့ရတယ်ရသည်မပတ်စံလေးကလမ်းစရိတ်နဲ့ကုံရောတစ်ခါပြီးပြန်တော့နှစ်နှစ်ပြည့်တော့ဒီမှာနှစ်နှစ်သင်တန်းဆက်တက်ရမယ်တဲ့သူများတွေကတော့ဟာဒီကောင်အမေရိကန်ပြီးအင်္ဂလန်ကံကောင်းပြင်းရင်ကောင်းတယ်ကောင်းပေါ့ ဘယ်ဗျာဒီမှာနေရမှာကပြုတ်တယောက်သေးရဲ့မိမကပြန်တော့ရရတယ်ဒီကိုရောက်ခါစားတော်တော်ဆိုးတာအခန်းညင်းညင်းလေးထဲမှာဇနီးတလင်းကိုနေဆိုဘလုံးမနေမရတော့စပိန်တစီငါးပြီရောက်ရပေါက်ရစီးသွားတာအမောဆိုပြီးလဲကြတော့မှရက်တာအေးရောအဲ့ဒါကြောင့်ဒီလန်းတွေအကုန်ကျွန်တော်သိနေတာပေါ့ဒါပြင်ဆရာနိုင်ငံညားကိုဘာကြိုက်တယ်လဲကျုပ်ကြိုက်တာနှစ်ခုပဲရှိတယ်ရှင်တော်မထောင်ရတာရဲ့အဲဇင်းမတိုင်ရတာရဲ့ဗျာ သိပလားအသက်ကြီးမှအိမ်အောင်ကြပြီးညွန့်ကလေးကိုအလွမ်းကြီးလွမ်းနေချတဲ့ကျမအကိုကြီးကိုကျမရဲရတာလွန်ရောအမေသူများကိုကြည့်ရဲမနေနဲ့ကဲပြောပါဦးခမားကရောနိုင်ငံညာကိုဘာကြိုက်တလဲอืมကျမကစီးကန်တဲ့လူကိုလူလိုတန်မိုးထတဲ့ချင်းကိုကျမကြိုက်တယ်ကျမမကြိုက်တာတွေလည်းအများကြီးပဲကျူလစ်ဘန်းတွေဘလောက်ပဲလှလာစပယ်တွေလောက်လှတယ်လို့မထင်ဘူးစပယ်တွေလောက်လည်း ကျူးလစ်ကိုမချစ်နိုင်ပါဘူးအမလေးဗျာ ဟုတ်ပါပြီဟုတ်ပါပြီစာရေးဆရာမကြီးရဲ့ကဲကဲရှေ့ဆက်ပြီးရှောက်ကြမယ်ထိုင်နာကြရင်ကျုပ်ကယူးကျင်လာတယ်ဗျဖတ်ထသွားမယ်ဘလို့ရှောက်မှာလဲအိုးရှေ့ဦးတဲ့ရပါဆိုအများတို့ရင်ထဲမှာ hosted တွေအကုန်လန့်ပြေးအောင်ကိုရှောက်မယ်ခြေထောက်တွေနာပြီးလဲကျသွားမှာရက်မယ်အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင် ျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လဲအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုကျမနဲ့ဆရာလင်းကဟာမလုံနဲ့မလုံနဲ့လို့ဂျိုင်းတူအော်ပင်မဲ့မစ္စတာအယ်လင်ပို့ကတော့ကျမတို့ကိုလှဲ့တောင်မကြည့်ဘူးပြောတယ်အတိုင်းတကယ်ကိုလျှောက်တာဒါပေမဲ့နာနာနေနေနဲ့ဒေါ်လန်ကဆိုင်လေးတွေမှာတွေ့ရတယ်ဝယ်စားလိုက်ထိုင်လိုက်နေပေါ့ ရာသီဥတုကလည်းတနေ့လုံးနေရောင်တွေဖြာပြီးနွေးလို့အပြန်လမ်းမှာလူနေတိုက်အိမ်တွေပေါ်ကအဆုတ်လိုက်ခဲလိုက်ပွင့်နေတဲ့ရောင်စုံအင်္ဂလိပ်နှင်းစီပန်းတွေကိုမြင်ရတာသိလာတာကိုကျမက အလွန်သဘောကျတာပေါ့ဒီနှင်းစီတွေကိုမြင်ရသူပဲတမင်ခေါ်လာပေးသေးတယ်ဒါပေမဲ့လွမ်းနာကြပြီးစိတ်ချင်ပေါက်နေတဲ့မစ္စတာအယ်လင်ကဟေးကျုပ်တို့စီက အုတ်ကြားဆိုတာမျက်ပဲပေါက်တယ်သူတို့စီမာကြအုတ်ကြားမှာနှင်းစီတွေပြတဲ့ ူပြောခြင်းရာတွေပြောရာကကျမကိုနိုင်လေးပါလီကြိလိုက်အောင်နဲ့ဘာဖြစ်လို့လဲကျမနိုင်ကြိလိုက်တော့ဟောတော်ရှင်နိုင်ထိုးတော်မှာပဝင်းညင်တစ်ခုလုံးနေရောင်တွေနဲ့လင်းကျင်းလို့နေလဲမဝင်သေးဘူးနိုင်ကြိတိုင်းစိတ်ကရောင်မြဲထုံးစံအတိုင်းကျမစိတ်ကကျမတိုင်းပြည်လေးစီချက်ဆူရောက်သွားပြီဒီချင်းဆိုမြမပြီမှာညနနာကြီးကျမတိုင်းပြည်လေးဟာညမောင်မောင်ထဲမှာအိမ်မောကြလို့နေရောမယ် အဲ့ဒီထဲမှာကျမကိုလွမ်းမြည်အိတ်မပြောနိုင်သေးတဲ့တစုံတစ်ယောက်ကတော့ရှိချင်းရှိနေမှာပေါ့နော်။အောက်ဖို့ရဲ့ဒီစနေနေ့နေ့လယ်ခင်းလောက်နေရောင်တွေ တောက်ပပူနွေးနေတာမျိုးကျမတစ်ခါမှမတွေ့ဘူးသေးပါဘူး။ကောင်းငင်ဟာကြီးလင်းပြာလဲနေပြီးတမျိုးလုံးဟာလင်းပြီးနွေးနေတာပဲ။စမ်းမတောင်းကဘတ်စကားဂိမ်းမှာဘန်ဘာရီသွားမယ်အောက်ဖို့ဘန်ဘာရီဘတ်စကားကိုစောင့်နေတဲ့ကျမတစ်ယောက်တောင်းမှမိုးထူးရေချာစိတ်လက်တွေပေါ်ပါလို့ ဒေယောင်ဟာလူကိုအရှင်နှွေးထွေးစွေကြီးတက်တီတွေလည်းရှိလာသလိုပါပဲဒါပေမဲ့ပထမဦးဆုံးချိန်တကူတော်ခီးနေမဲ့ကျမရဲ့တနာကြီးကြောကြဗန်ဘာရီခီးစဉ်ကိုလိုက်ပို့ကြတယ်ကျမအကူ၃ယောက်ကတော့ထုံးစံတိုင်းကျမဘေးမှာခြံရံလို့ဟေးဒွန်နုလမ်းငါရွာလမ်းကလေးတွေကိုဗန်ဘာရီမှတ်ပြီးမဆင်းလိုက်နေအောင်နော်ဆရာရင်ကအเจ้าကိုတိတော့စိုးရိမ်နေစိတ်ချပါဆရာရဲ့ ကားဆရာကဘန်ဘာရီရောက်ပြီလို့မအော်မချင်းကျမမစင်းဘူးလို့အာမခံနေတဲ့ကျမကိုဆရာအယ်လင်ကတော့ကောင်းခါတယ်။ကျုပ်ကတော့မထင်ဘူး။၎င်းဗျာဒီမှာပဲနေလိုက်ပြီးတာပဲ။ကွန်ပျူတာကျုပ်ရိုက်ပေးပါမယ်ဆို။ပါပါစီဗျာဒီမှာကလားချက်တဲ့ဟင်းတွေကြီးလှိမ့်စားနေရတာမဆလာစွန်နန်းနေပြီ။ပူစာလေးပါလေးစားပါစီအောင်။ဂျမနီပြန်ဆရာလင်းကတော့လုတ်တော်မယ်တကယ်တော့လာတာချက်တဲ့ကလပ်ပဲဝတ်သားဟင်းနဲ့ ကျမရဲ့ငရဲ့ကြောင့်နဲ့ငရုတီးကျော်ဟာအလွန်လိုက်ဖန်ကြီးပြီးကျမတို့လေးယောက်ညနေတိုင်းညစာဝိုင်းဖွယ်စားရတာကိုလည်းကျမအလွန်ကြိုက်ပါတယ်။ဒါပေမဲ့ဗန်ဘာရီကမမနဲ့ကျမမှာဝတ္ထုတို့သုံးပုံစာတန်းအတွက်ဆွေးနွေးစရာဘာသာပြန်စရာကွန်ပျူတာရိုက်စရာတွေက ရှိသေးတယ်လေ။ GEH ကသူ့ဒေသနာခန်းမှာကျမအတွက်သီးသန့်ကွန်ပျူတာရှိပေမဲ့ရိုက်မှမရိုက်တတ်ပဲ။အင်တာနက်ဆိုတာကအထူးဆန်းကြီးဖြစ်ပြီးတစ်ချိန်လုံးဖွင့်ကြည့်နေတတ်တဲ့ကျမဟာ ကျူအီအစ်သူ့ဒေသနာခန်းမှာတော့လုံချင်းဝတ္ထုတအုပ်လုံးကိုလက်နဲ့ရေးတဲ့အံ့ဘွယ်သူတံမြမစာရေးဆရာပေါ့ပြီးတော့လဲမမကသူ့လိုက်ပို့ဂျင်နာလေးတွေပြဂျင်နာလေးတွေနဲ့ဖြစ်နိုင်ရင်စနစ်တလင်းကိုနေဆိုဘန်ပါရီကို ပြန်လာစေခြင်း ਨੇ ဟော ကားလာပြီဟိုမှာဘန်ပါရီတဲ့ကဲဒေါနု ready ဒါလေးများရပါတယ်အကိုရင်းနဲ့တရတပေါင်းနောက်ပြောင်းရင်ကားကိတ်ကို ထိုးဆိုင်လာတဲ့ဘတ်ကားကြီးပေါ်ကိုအိတ်လေးဆွဲပြီး ကျမတက်လိုက်တယ်။ဒရိုက်ဘာကြီးကို ကျမဆင်းရမမှတ်တိုင်းဘန်ဘာရီစာတိုင်းလို့ပြောပြီးသူ့ဘေးကခွက်လေးထဲမှာသူပြောတဲ့လက်မှတ်ခတပေါင်းနဲ့80ပဲနီကိုထည့်ရတယ်။သူကလက်မှတ်ဆုပ်ပေးပြီးပတ်စံအန်းစရာရှိတာအန်းနဲ့စပယာတယောက်တီးနှံ့ရဲ့လို့မပါဘူး။လက်မှတ်ဖြတ်ပြီးထိုင်ကုန်တွေစီသွားရင်ကားအောက်ကလေတဆန့်ဆန့်လုံနေကြရှားတဲ့အကိုရီစီကိုလက်လန်းပြရသေးတယ်။စိတ်ချရပြီ။ပြန်တော့လို့ထိုင်ကုန်တွေကတော့ထုံးစံအတိုင်း နေရာလွတ်တွေအများကြီးချောင်ချီလို့ကြိုက်တဲ့နေရာထိုင်လို့ရတယ်ဘသူမှမရှိတဲ့နှစ်ယောက်ထိုင်ကုန်းမှာပဒင်းပေါက်ပေးကပ်ပြီးကျမထိုင်ချလိုက်တယ်အင်္ဂလန်ကြေးလယ်ရှုခင်းတွေကို ကျမငေးရမယ်လीဒီဘတ်ကားကအော့စဖို့နဲ့ဘန်ဘာရီကြားကရွာကလေးကိုပါလက်ပတ်ဝင်ပါတဲ့နေရာအောက်ကစိမ့်များတဲ့တစ်တောအုပ်အုပ်တွေးကြားတဲ့ကတိတ်ရလှပါတဲ့အုတ်တိုင်အင်္ဂလီတွေနဲ့ရွာကလေးတွေဟာတန့်တန့်ရှင်းရှင်းနဲ့ရှစ်စရာကောင်းလာပါတယ် ီယာကလေးတွေမှာမီးလည်းရှိတယ်ဖုန်းလည်းရှိတယ်အီးမေးလ်လည်းရှိတယ်အင်တာနက်လည်းရှိတယ်လမ်းတွေမှာလည်းကောင်းပါကောင်းဘာလို့သေးလဲကွယ်ဒီလိုရွာလေးတွေမှာလည်းအေးအေးဆေးဆေးနေကြနေဆိုရင် နေနိုင်သားပဲဒီမှာတိုင်းကြီးကရွာလေးတွေကိုမြင်းရောင်လွမ်းဆိုရင်ရင်တိုင်းမှာနင့်တင့်တင့်ဖြစ်ချင်မြန်ပါပြီဟွန်းကျမအတွေးလွန်ရင်ဗမ်ဘာရီမျိုးတဲ့အထိပါသွားတာတွေဘာတွေဖြစ်ကုန်လိမ့်မယ်။မှတ်တိုင်တစ်ခုရောက်ရင်ဒရိုင်ဘာကြီးကရက်လေးရက် အော်လဲအော်ပေးတယ်။အင်္ဂလန်ကြီးလက်ရှုခင်းကို တနာ yı ကျော် ကျမကြည်ပြီးတဲ့အချိန်မှာတော့ဘန်ဘာရီမြူလေးကိုရောက်တော့မယ်။မမရဲ့ကားနဲ့ကျမဖြတ်နေကြမျက်ရည်လန်းစုံကွပင်းဂျန်ရှင်ကိုကျမလှမ်းမြင်ရတဲ့အချိန်မှာတော့ကျမဧကလေးကိုဆွဲပြီးအစင်းသင့်ပြင်ထားမိတယ်။အရှိမကစားလိုက်လေ။ကျမနဲ့မမတို့လမ်းလျှောက်ပြီးစားတဲ့သတင်းစာယူနေကြစားလိုက်ပေါ့။ကျမကောင်းကောင်းမှတ်မိပါတယ်။ဒါပေမဲ့ကားဆရာကြီးကစားလိုက်ရှိကြမှာ ရက်လဲမရက်အော်လဲမအော်ပဲစက်မောင်းလီတော့ကျမမှပြာသွားပြီကျမဒီမှာဆင်းမယ်ဒီမှာဆင်းမယ်နဲ့အော်ပြစ်လိုက်ရောကားကချက်ချင်းရက်သွားတယ်ဒရိုက်ဘာကြီးနားအပြေးတစ်ပိုင်းရောက်လာတဲ့ကျမကိုဒရိုက်ဘာကြီးကပြုံးလို့ပါပဲဒါဘူရီကုတ်စာတိုက်ဗမာရီစာတိုက်ကမရောက်သေးဘူးတဲ့ကျမလေးကျမပေါ့ကျမမှားတာသူကမမှားဘူး sorry အတွေ့အများကြီးနဲ့ကားပေါ်ကအမြန်ဆင်းရတာပေါ့ ဒါပထမအဦးဆုံးတယောက်တည်းကားစီးတာဥစ္စာဒါလောက်တော့ရှိမှာပေါ့နော်မမတို့အင်းကိုဘူရီကုတ်စားရိုက်ရှိကနေလျှောက်သွားရတဲ့လမ်းလေးကကျမတို့မြမပြည်ကလမ်းကလေးတွေနဲ့အလွန်တူတဲ့ရင်းနီလမ်းကလေးပါဒီလိုပဲအေးလေးဆွဲပြီးဒီလိုစနေတလင်းကိုနေမှာမန္တလေးတက္ကသိုလ်ကနေအင်းဝါကိုပြန်ရင် စကိုင်းတရာကြီးဂိတ်ကနေဒုထဝရီကတို့စိတ်ထိဒီလိုမြင်းနီလမ်းကလေးကိုလျှောက်ပြီးပြန်ရတာပေါ့မမတို့အင်းရှိတရာကလေးရောဆန်းညောင်းကလေးရော တရားဘေးကအဝေးကနေကြည်ရင်မကြီးပင်နဲ့တူတဲ့ cyber ပင်ကြီးကရောတစ်ခေါက်ပြန်လာတဲ့ကျမကိုဝမ်းသာအားရကြိုရှာပါတယ်။ဥယျာဉ်ထဲမှာနေ့လေလက်ဖက်ရေပွဲနဲ့ကျမကိုစောင့်နေတဲ့မမနဲ့အန်ကယ်တိုနီကလည်းဝမ်းသာအားရကြိုရှာပါတယ်။ကျမကသာစိုးထိတ်နေခဲ့မိတာ။ကျမကို home stay ရခဲ့တဲ့ဝမ်းနဲ့စိုးနေစည်းခဲ့တဲ့အနံ့တွေကို ပြန်ရှူရှိုက်ရမှာကိုစိုးထိတ်နေခဲ့မိတာ။နာစစ်စစ်ပန်းနံအပူငွေ့နံ ပြီးရဆုံးတော့လှုပ်ဖို့ပြင်းစင်းနေတဲ့တန်လွင်စီနဲ့ဗဏိကာအရှင်ရရောတဲ့အနံ့တွေဟာကျမကို home stay ရစေခဲ့တဲ့အနံ့တွေပေါ့ဒါပေမဲ့တလကြော်ခဲ့ပြီးဆိုတဲ့အသည့်နဲ့သူတို့ကိုရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ဖို့ကျမစူးစမ်းရတယ်တော်သေးရဲ့တအိမ်လုံးကပန်းအိုးတွေမှာနှင်းစီရောင်စုံတွေဝေနေအောင်ပွင့်နေကြပြီးကျမကြောက်တဲ့နာစင်စစ်ပန်းတုံးသွားပြီနဲ့တူတယ်။ကောင်းလိုက်တာ။အိမ်ပေါ်ကကျမအခန်းလေးထဲကိုဝင်တော့လဲ so that he hey နပတ်ကြောကြောနေခဲ့တဲ့ဒီခန်းလေးထဲမှာကျမအကြီးကျယ် home stay ရပြီးအလွမ်းကြီးလွမ်းနေတာကို ကျမဟာအဲ့ဒီတုန်းကဘလောက်များစိတ်ဒဏ်ခံလိုက်ရတယ်မှတ်တယ်မမတို့ကဒင်နာတစ်ခုရှိလို့ကျမတယောက်တည်းထားခဲ့တဲ့ညတညမှာပေါ့အေးကလည်းတိတ်အေးတဲ့ညမမကျမအတွက်ပြင်ဆင်ပေးခဲ့တဲ့ညသားလေးကိုစားပြီးအိရာတဲ့ခွေစားဖတ်နေခဲ့တာ home stay တန်းနဲ့လူကမအီမသားဖြစ်ပြီး TV လည်းမကြည့်ရှင် ။ TV နားကဆက်လို့မဖြစ်တဲ့တယ်လီဖုန်းကို မြင်နေရရင်ပဲယူးကျင်ချင်းဖြစ်လာတာမို့အိရာတဲ့သွားခွေနေခဲ့တာ။စာဖတ်ပြန်တော့လဲစိတ်ဝင်စားလို့မရနဲ့။ခန်းစည်းထူထူတွေဆွဲဖယ်ပြီးအိမ်ပြင်ဘက်ကိုကြည့်တော့လဲမောင်းနေမဲမဲ။အိမ်ဘက်ကလည်းဝေးတော့ချောက်စရာကောင်းလာအောင်ညင်းသက်တိတ်ဆိတ်ပြီးချောက်ချားစရာကောင်းနေတော့တာပဲ။အဲ့ဒီအချိန်မှာပဲဒင်းနာဆိုရင် အလွန်စကားပြောကြတာမို့မမတို့ကကြားမှာပဲလို့တွေးမိနေတော့ အိမ်မော်လှေကားကိုတစုံတယောက်တက်လာတဲ့အတန်းကို ကျမကောင်းကောင်းကြီးကြားလိုက်ရတာပေါ့ဟောမမတို့ပြန်လာပြီလို့ကျမထိတ်ခနဲဝမ်းသာသွားပြီးကြပြိုင်နဲ့ထဲမှာဒိန်းငနဲ့သတိလဲရမြင်လဲမြင်နေရတာကကျမရှိစပွဲပေါ်ကတော့ရဲပေါ့မမကကျမကိုနုနုကြီးဒါအထဲကဖွင့်ရတဲ့တော့အကယ်၍နုနုအိမ်ပြင်ဥယျာဉ်ထဲထွက်ချင်းထွက်လို့ရအောင်တော့မပြောက်စင်းနဲ့နော်ကျမတို့ပြန်လာရင်နုနုအထဲကဖွင့်ပေးမှာ ကျမတို့ဝင်လို့ရမှာတေးတေးချာချာမှာပြီးပြီးခဲ့တော့တော့တွဲပေါ့ကျမဟာခေါင်းနှပန်းနေကြီးသွားပြီးကြောက်လန့်တုံးလို့သွားလိုက်ပုံကတော့ကျမကောင်းကောင်းကြားလိုက်ရတဲ့ရှေးတန်းရှင်ဟာဘသူလဲမမတို့လေကစံတွေနဲ့အိမ်ကျဲမြင်တွေဟာချင်းနှင်းနိုင်လေတကြွကြွအတမ်းမြည်တတ်တော့ဒီကားကနေစာကြည့်ကမ်းပစီတကြွကြွသွားနေတဲ့ရှေးတန်းရှင်ဟာဘသူလဲကျမဟာမလုရှားနိုင်တော့တဲ့ကြောက်ရွံ့တိရွံ့လိုပါပဲပါဇက်ကစွန့်အားနေရာက စူးစီးနိုင်သမျှအသိဉာဏ်လေးနဲ့မမနိုင်အန်ကယ်တိုနီဆိုငါကိုခေါ်ပါပေါ့နုနုကြီးအိပ်ပြီလားဟယ်လိုလောက်ကတော့လုံမအသေးကြပေါ့အခုတော့မမအတန်လဲမကြရအန်ကယ်တိုနီအတန်လဲမကြရတကြွကြွမြည်တဲ့ရှေးသန်းသားလျင် စာကြည့်ခန်းထဲမှာမင်းမှုစေတကယ်တော့ကျမတစီတည်းဆိုတာကိုကြောက်လဲမကြောက်တဖူးတွေဒူးတွေလည်းမကြုံဘူးပါဘူးကျမကြောက်တာက လူစင်စစ်ကိုပါ အထူးသဖြင့်ဒီစိမ့်မြေစိမ့်မှာ ဒီလူစိုးလူစိမ့်ကိုကျမဘလို့များရင်ဆိုင်နိုင်မှမလဲအတွင်းကတော့ချထားတဲ့ကျမအခန်းတကားလေးကိုသာ အားကိုးရလို့ကြည်ရင်ခေါင်းအုံးဘေးကပခုံးလွယ်အိတ်လေးကိုအတန်းမကြအောင်တုံနေတဲ့လက်နဲ့အသားလေးဖွင့်နေတဲ့အချိန်မှာပဲစာကြည့်ကန်းတွေကရှေးတန်းဟာအကြွိကြွိနဲ့ကျမအခန်းရှိရောက်လာလိုက်တော့ကျမကိုတကယ်ပဲလိပ်ပြာဆင်မတက်ပါပဲကျမဖွင့်လက်စအိတ်ကလေးကိုရင်းငွေထဲမှာတင်းကြံနေအောင် ပွေထားရင်းမျက်လုံးအဆုံးကိုမှိတ်လို့ ဂုံတော်တွေနဲ့တန်မုတ်တွေကိုရွတ်တော်တာပေါ့ကျမအိတ်ထဲကတီးတန်စစ်အိတ်လေးထဲမှာပင်းတရာစာပေဟောပြောပွဲတုန်းကဂုံလုံးဆရာတော်ကြီးကစွန့်ခဲ့တဲ့ရွှေတုပ်ပွားလေးနဲ့ကျမပင့်လာတဲ့မကြီးသားဖျားကိုတော်လေးရှိတယ်လေ ခုလိုအဆုံးအထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နဲ့သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ